ဲ့ပထမဦးစွာ6လပိုင်းဆိုတနင်္ဂနွေသားသမီးတွေကိုတဲတော့ကြည်ပေးတဲ့အခါမှာတနင်္ဂနွေသားသမီးတွေဒီ6လပိုင်းဆိုတဲ့ကာလမှာတုံချောင်းရှစ်ချောင်းဆိုတဲ့တဲတော့ကက်ကြလာပါတယ်နော်တုံချောင်းရှစ်ချောင်းဆိုတဲ့ကက်အဲ့ဒီကက်ရဲ့အတိတ်ပဲရတော့ဒါရှစ်မှာမြစ်တစ်ခုစီးဆင်းနေတယ်နော်နောက်စိန်လန်းဆိုပြင်နေတဲ့ကွင်းပြင်ကြီးနဲ့တောင်ကုန်းတောင်တန်းတွေရှိတယ်အဲ့ဒီဒုံချောင်းရှစ်ချောင်းမှာလည်းအညွန့်အခက်အတက်အလက်တွေဘိုးဝေးစစား ထွက်နေတယ်เนาะအညွန်အကတ်အတိုက်လက်တွေအညွန်အခတ်တွေထွက်နေတယ်ဒုံချောင်းရှစ်ချောင်းကောင်းဝင်ကနေကြာလာတယ်ပေါ့အဲ့တော့ကောင်းဝင်ကကြာလာတယ်လို့ယူဆလို့ရတယ်လို့ရှေ့မှာအဲတိုက်ဒုံချောင်းရှစ်ချောင်းကိုကာစီးထားတယ်ဆိုတဲ့အိဗယ်မျိုးလဲအိဗယ်ကောက်လို့ရတယ်เนาะကောင်းဝင်ကနေတုတ်ကြလာတယ်ဒုံချောင်းရှစ်ချောင်းเนาะအိဗယ်ရတယ်အဲ့တော့တနေ့ဝင်သားသမီးတွေနေနေကဒီ6လပိုင်းဆိုတဲ့ကာလမှာအမေမိလောက်ကင်နေတဲ့အလောက်ကလုပ်ငန်းကင်ကန်းနေတဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ကောင်းအကူအညီကောင်းတွေရတတ်တယ် เนาะလုပ်ငန်းတွေအတိုးတက်လာနိုင်တယ်သို့တော့အဟံတားတွေအနှောက်အယှက်အသားစီးတွေလည်းရှိနေတယ်เนาะအဟံတားတွေအနှောက်အယှက်တွေအသားစီးတွေရှိနေတယ်အနှောင့်နှေးကြံ့ကြာမှုတွေရှိနေတယ်အဲ့တော့ကိုယ့်ရဲ့ကိုယ်လုံးမဲ့ဆိုတဲ့ကိစ္စတွေကို6လပိုင်းမှာတမျိုးရသားတမျိုးနေမြန်မြန်တော်တော်လည်းလည်းလုပ်ဖို့လိုတယ်เนาะအဲ့တော့ဖြတ်ခနဲပေါ်အဆက်ခနဲလို့ဆိုတဲ့ ုံစံမျိုးနဲ့လုပ်မယ်ဆိုရင်တနည်းဦးလေးသာမြင်တယ်6လပိုင်းမှာမိမိရဲ့လုပ်ငန်းတွေမိမိရဲ့စီးပွားရေးတွေကအောင်မြင်နိုင်တယ်အဆင်ပြေနိုင်တယ်အထူးသဖြင့်ငွေကြေးကိစ္စတွေစီးပွားရေးကိစ္စတွေကတော့အကောင်းမှမှာရှိနေတယ်6လပိုင်းဆိုတဲ့ကာလမှာပဲအဲ့တော့စီးပွားတက်နိုင်တယ်ຢາລູໂຕດາမျိုးດີລາດາໂຕດາမျိုးດີຈົ່ງລືຍາແຕ່ແຕ່ເລຈောင်းຄີ້ດີຕົວແຕ່ແຕ່ທີຊຸຍປောက်ດີລູမျိုးທີຊຸຍປောက်ແຕ່ແຕ່ງွေດີອຫມွေຍາລູອົ່ນແຕ່ແຕ່ວິນແຕ່ပါແດ່ເນາະອັນນີ້ຍີແຍຈັດຍີມັ້ນຈັດດີປຽວມາແ အဲ့တော့ကိုတိုးလောင်ထားတဲ့ပစ္စည်းတွေလည်းဈေးကောင်းရမယ်เนาะချစ်သူကြီးစားမရှိသေးတဲ့သူတွေဆိုရင်လည်းဘယ်သူတွေနေနေဆိုရင်လည်းချစ်သူကြီးစားတွေရတက်တယ်ဆိုရင်အထိပ်ပဲဖြစ်ပါတယ်အဲ့တော့ရောမင်္ဂလာအမှုခင်းဖြစ်နေတဲ့ဆိုတဲ့သူတွေဆိုရင်လည်းအမှုခင်းနေနိုင်တတ်တယ်ရွှေတဲ့ပစ္စည်းတွေရနာပစ္စည်းတွေလောဘသစားတွေဝင်တတ်ပါတယ်အဲ့တော့ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့တော့အလူတန်းကိစ္စတွေပြုလုပ်ရတတ်တယ်မင်္ဂလာကိစ္စတွေပေါ်ပေါက်တတ်တယ်အဲ့တော့တနည်းဝင်သားသမီးတွေနဲ့အခက်အခဲနှောက်ရက်တွေကိုတွေ့ကောင်းတွေ့နိုင်တယ်အဲ့ဒီအခက်အခဲနှောက်ရက်တွေကိုကျော်လွှားနိုင်မှာဖြစ်ပါတယ် အကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုကျမ်းပါခြင်းနဲ့ပြည့်စုံကြပါစေ။တနင်္ဂနွေသားသမီးတွေကို6လပိုင်းအတွက်တဲတော့ဆွဲပေးတဲ့အခါမှာတနင်္ဂနွေသားသမီးတွေအတွက်ကြလာတဲ့တဲတော့ကက်ကတော့အဲဒုံလူလင်ဆိုတဲ့ကက်ပြားဖြစ်ပါတယ်နော်ဒုံလူလင်ဆိုတဲ့ကက်ပြားဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေအတွက်အဲမှာလူလင်ပြူတရားပေါ့နော်လူလင်ငယ်တရားကအညောအခက်နဲ့အတက်တွေထွက်လာတယ်ဒုံချောင်းတစ်ချောင်းခေါင်းမော့ပြီးကြည့်နေတယ်ပေါ့ဘေးမှာလည်းတောင်ကုန်းတောင်တန်းတွေရှိတယ် အဓိကရဲ့အဓိပ္ပာယ်ကတော့တရင်စကားကိုတည်ဆောင်လာတဲ့သူဆိုရင်အဓိပ္ပာယ်ရပါတယ်ဒီကရဲ့အဓိပ္ပာယ်ကတော့တရင်စကားတွေကိုတည်ဆောင်လာတဲ့သူတရင်ကောင်းနေကြရတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာတရင်လာသားသမီးတွေနေကမင်္ဂလာရှိတဲ့တရင်တွေအဝမ်းသာမဲ့တရင်တွေပျော်စရာကောင်းတဲ့တရင်မျိုးတွေပေါ့နော်တရင်စကားတွေကြားရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုစောင့်ပါတယ်နော်အဲ့တော့ လုပ်ငန်းကိုင်ခန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှေ့ကိုထိုးတက်လာမယ်အောင်မြင်လာမယ်ဆိုတဲ့နိမိတ်ရှိပါတယ်အဲ့တော့ရည်ရွယ်ချက်ရည်မှန်းချက်တွေအောင်မြင်လာမယ်နော်အဲ့လူမှုရေးနဲ့ပတ်သက်တာတွေနောက်အသိအဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်မယ်အဆင်ပြေမယ်ဆိုတဲ့နိမိတ်ဖြစ်ပါတယ် အဲ့တော့မိတ်ဆွေအပေါင်းအသင်းကောင်းတွေရရှိတတ်တယ်မိတ်ဆွေအပေါင်းအသင်းတွေအကူအညီထောက်ပံ့ကောင်းတွေကိုရရှိတတ်ပါတယ်အဲ့တော့အမွေရတတ်တယ်နော်မတင်မတဲနဲ့အမွေရတတ်တယ်ရုပ်တရက်ငွေတွေဝင်လာတတ်တယ်အဲ့ဒါငယ်ဝယ်သူတွေအနေနဲ့ဆိုရင်အခြေရေးကိစ္စတွေမှာစမ်းပွင့်မျက်နှာပွင့်တတ်တယ်နော်အိမ်တော်တွေအနေနဲ့ဆိုရင်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာရှိကိုအဆင်ပြေလာမယ်ဆိုတော့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ရတတ်တယ်အရေးကြီးတဲ့လုပ်ငန်းတွေပြုလုပ်ပြီးတော့အောင်မြင်မယ်ဆိုတော့အတိတ်ပဲဖြစ်ပါတယ်အဲ့ဒီကဲအတိတ်ပဲကတော့ အဲ့ရူရချက်ရူမန်းချက်တွေအစ်စ်တွေပေါ်ပေါက်တတ်တယ်။နော်ဥတိချက်အစ်စ်တွေပေါ်ပေါက်တတ်တယ်။နော်လမ်းကြောင်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်။ဒီနေ့လာသားမျိုးလမ်းကြောင်းအစ်စ်တွေပေါ်ပေါက်လာတတ်တယ်။အဲ့တော့ကိုယ့်ရဲ့ဒီညာရင်ညာသွေးနဲ့နော်ကိုယ့်အနေနဲ့စ조사အားထုတ်မယ်ဆိုလို့ရှိရင်ကျင်းတွေပေါက်အောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။အဲ့တော့ဘဝအစ်စ်တစ်ခုလုပ်ငန်းအစ်စ်တစ်ခုနော်အခွင့်အရေးအစ်စ်တစ်ခုရရှိတတ်တယ်နော်။လုပ်ငန်းကိစ္စအစ်စ်တွေနော်အခွင့်အရေးအစ်စ်တွေပေါ်ပေါက်လာမယ်။ နော်နေရာဒေသအတိတ်တွေမရောက်ဘူးတဲ့နေရာမျိုးတွေခီးထွက်ကြတာခီးသွားတာမျိုးတွေကြုံတွေ့ရတဲ့တဲ့နော်အဲ့တော့စိတ်ကူးတစ်အကြံဉာဏ်တစ်တွေပေါ်ပေါက်လာတဲ့တဲ့အဲ့စိတ်ကူးတစ်အကြံဉာဏ်တစ်တွေနေရာနေပြီးတော့အလောက်ကန်ဆောင်ရမယ်ဆိုရင်ဒီနေရာသားသူတွေဒီ6လပိုင်းမှာအဆင်ပြေမှာဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေများလုံးကျမ်းမာချမ်းသာကြပါအဲ့တော့အခုဒီအင်္ဂါသားသူတွေအတွက်တဲတော့ချိုးတဲ့ခါမှာဒီ6လပိုင်းအတွက်ကြလာတဲ့တဲတော့ကက်ကတော့ရှင်ပြန်ထားမြောက်ခြင်းဆိုတဲ့တဲတော့ကက်ဖြစ်ပါတယ်နော်ကောင်းငယ်ကတဘိုးခေကမှုတ်လိုက်တဲ့ချိန်မှာဒီ ခေါင်းတလားတဲ့ကလူတွေကထလာတယ်ပုံပေါ်เนาะပုံထွက်လာတယ်ပုံအဲ့တော့ဒီကဲ့အဓိပ္ပာယ်ကတော့ရှင်တန်ခြင်းเนาะရှင်တန်ခြင်းဆိုတဲ့အဓိပ္ပာယ်เนาะအဲဆုံးပြီလို့ထင်ထားတဲ့ငွေကြေးတွေရုတ်တရက်ပြန်ရလာတတ်တယ်သူအဟောင်းတွေပြန်ပေါ်လာတတ်တယ်เนาะအဲ့တော့လူဟောင်းတွေအရင်တော့မိတ်ဆွေဟောင်းတွေနဲ့ပြန်တွေ့ရတတ်တယ်ဆွေမျိုးသားချင်းကွဲကွာနေတာကြာပြီဖြစ်တော့ဆွေမျိုးသားချင်းတွေနဲ့ပြန်လည်ဆုံစည်းတတ်တယ်အဲ့တော့လုပ်ငန်း စ်တွေပေါ်ပေါက်လာတတ်တယ်လုပ်ငန်းအဟောင်းကနေပြီးတော့ရက်တန့်ပြီးတော့လုပ်ငန်းအစ်တွေပေါ်ပေါက်လာတတ်တယ်နောက်တစ်ချက်ကကိုယ်အဆင်မပြေတော့ဘူးလို့ထင်ထားတဲ့လုပ်ငန်းတွေနော်အဆင်မပြေတော့ဘူးလုံးဝကိုပျက်စီးနေတဲ့လုပ်ငန်းတွေဆိုရင်ပြန်ပြီးတော့ထူထောင်ဖြစ်ပြီးတော့ပြန်ပြီးတော့အဆင်ပြေလာနိုင်တယ်လုပ်ငန်းတွေစီးပွားရေးတွေအဲ့ဒီမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ထွက်ထားတဲ့ငွေတွေပြန်ဝင်လာတတ်တယ်ကိုရှိရနေထွက်ထားတဲ့ရွှေရပစ္စည်းတော်လည်းကောင်းလက်ဝက်လက်စားတွေပြန်ဝင်လာတတ်တယ်ဆိုရင်မိတ်နော်လူကောင်းတွေပြန် စုံစည်းရတဲ့တဲ့ကွဲကွာသွားတဲ့ဒီအခြေရေးတို့အိမ်တော်ရေးတို့ရှိခဲ့တယ်ဒီချိန်ကာလမျိုးမှာပြန်လဲစုံစည်းတာမျိုးတွေနော်ပြန်လဲပြီးတော့တည်ငောင်းကြားရတာမျိုးတွေကြုံတွေ့ရတဲ့တဲ့အဲ့ကျမ်းမာရေးနဲ့ပတ်သက်တစ်ချက်သတိထားမှာအရင်ဖြစ်ဘူးခဲ့တဲ့ကျမ်းမာရေးအဟောင်းတွေပြန်ပေါ်လာတတ်တယ်အဲ့ဒါတော့တစ်ချက်ဂရုစိုက်ရမယ်နော်အဲ့တော့ငွေကြေးကိစ္စတွေလည်းအဆင်ပြေမယ်ပညာရေးကိစ္စတွေလည်း အဆင်ပြေမှုအောင်မြင်မှုတွေရရှိနိုင်တယ်အင်တာဗျူးကိစ္စတွေစာအုပ်ဘက်ကိစ္စတွေလည်းအထူးကောင်းမွန်လာမှာဖြစ်ပါတယ်အဲ့တော့ပျောက်ဆုံးနေတဲ့ပစ္စည်းတွေဆိုရင်တော့ပြန်တွေ့တတ်တယ်နော်ကွဲကွာသွားတဲ့လူတွေနဲ့ပြန်လည်ဆုံစည်းတတ်တယ်နော်ကွဲကွာသွားတဲ့လူဟောင်းတွေနဲ့ပြန်လည်ဆုံစည်းတတ်တယ်ဆိုရင်နမိတ်ဖြစ်ပါတယ်အဲ့တော့အယောင်းဝယ်ကိစ္စတွေလည်းအဆင်ပြေမယ်အဲ့တော့ဒီကဲ့အတိတ်ပဲကလမ်းကြောင်းအဟောင်းနော်လမ်းကြောင်းအဟောင်းကိုလောက်ကင်နေတဲ့အဟောင်းတွေရက်ပြီးတော့လုပ်ငန်းအစ်စ်ပေါ်ခြင်းနော်အစ်စ်တဖန် ြန်လဲနိုးထခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အတိတ်ပံပြန်လဲနိုးထခြင်းနော်လုပ်ငန်းကိုင်ကန်းတွေရှေ့ကိုပို့ပြီးတော့အဆင်ပြေလာမယ်နော်ရက်ဆိုင်ထားတဲ့အလုပ်တွေပြန်လုပ်ရတတ်တယ်နော်ရက်တန့်နေတဲ့ငွေကြေးတွေနော်ပြန်ပြီးတော့ဝင်လာတတ်တယ်ရစရာရှိတဲ့ငွေတွေပြန်ရလာတတ်တယ်စုံးပြီးတော့ထင်ထားတဲ့ငွေတွေပြန်ရလာတတ်တယ်နော်အဲ့တော့ဒီကဲ့အဓိပ္ပာယ်ကတော့ပြန်လဲရှင်တန်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေအင်္ဂါသားသူများအားလုံး စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဘေးပရာတွေဝေးကွာကြပါစေချမ်းသာချမ်းသာအဲ့တော့ဘုရူသာသမီးတွေအတွက်ကကြာလာတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာကြာလာတဲ့တဲတော့ကက်ခါတော့အင်မတန်မှကောင်းပါတယ်ခွက်ဘရင်ဆိုတဲ့ကက်နော်ရေလိုင်းနေရေပေါ်မှာရှိတဲ့ပလင်ကြီးပေါ်မှာထိုင်နေတယ်ခွက်တစ်ခွက်ကိုကင်ပြီးတော့ထိုင်နေတယ်ဘရင်တစ်ပါးရဲ့ပုံပေါ့နော်အဲ့တော့နောက်ကရေလိုင်းနေနဲ့နော်ရေကန်လဲမှာအဲ့တော့ရေဆိုတဲ့အဓိပ္ပာယ်ကတော့ဒါ ဗိုလ်ဓုသာသမီးတွေနေတာဒီ6လပိုင်းဆိုတဲ့ကာလမှာပူပင်စရာတွေမရှိတော့ဘူးအေးချမ်းသွားမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ရေရဲ့အတိတ်ပဲရတော့အေးချမ်းတဲ့အတိတ်ပဲနော်အဘယ်နေရာအောင်မဆိုစိတ်ဝင်ပြန့်နှံ့နိုင်တဲ့အတိတ်ပဲဖြစ်ပါတယ်နောက်စိတ်ခံစားမှုစိတ်ခံစားချက်တွေနဲ့ပတ်သက်တဲ့အတွေးခေါ်အသက်ဆန်းနေပေါ်ပေါက်လာတဲ့စိတ်ချမ်းသာစရာတွေတွေ့ကြုံရမယ်လို့တွေ့ပါတယ်ဗိုလ်ဓုသာသမီးတွေနေတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာစိတ်ချမ်းသာစရာတွေတွေ့ရမယ်နော်အဲ့တော့ ူတန်ရောင်းဝယ်ကိစ္စတွေအနုပညာအလားအပါအေးရနဲ့ပတ်သက်တဲ့ကိစ္စတွေမှာထူးထူးဆန်းဆန်းထူးထူးကြကြအဆင်ပြေအောင်မြင်မယ်ဆိုတဲ့နည်းဖြစ်ပါတယ်အဲ့အလူတန်းနေပြုလို့ရတဲ့အလူတန်းနေပြုလို့ရတဲ့အဲ့တော့ရုံးမြင်္ဂလာအမှုခင်းနေဖြစ်နေရင်လည်းရုံးမြင်္ဂလာအမှုခင်းကိစ္စတွေအောင်မြင်မယ်အနိုင်ရရှိမယ်ဆိုတဲ့နေမျိုးဖြစ်ပါတယ်အဲ့တော့ဘာသာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဆောင်ရွက်ရတဲ့အဲ့တော့ဖျားဘူးတွေသွားရတဲ့အလူတန်းကိစ္စတွေပြုလို့ရတဲ့အဲ့တော့စီးပွားရေးလုပ်ငန်းတွေမှာရှေ့ကိုတိုးပြီးတော့ဆောင်ရွက်ရတဲ့တိုးချဲ့ရတဲ့လူမျိုးလုပ်ငန်းတွေအဲ့ ော်လုပ်ငန်းတွေတိုးချဲ့ရတတ်တယ်အဓိကအတိတ်ပဲမှာတစ်ချက်တတိထားမှာအရက်နဲ့ပတ်သက်တာတို့နော်မူရစေဝါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တတိထားမှာဖြစ်ပါတယ်အမာရွင်းတွေဖြစ်တတ်တယ်အကျမ်းမာရေးတွေရုပ်တရက်ညံ့ဝါတတ်တယ်ပြဒနာတစုံတရာပေါ်ပေါက်တတ်တယ်အဲ့မှာအရက်နဲ့ပတ်သက်တာတွေနော်ဝိဇ္ဇီဝါနဲ့ပတ်သက်တာတွေနော်အဲ့တော့အတောက်စားနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ပြဿနာပေါ်ပေါက်တတ်တယ်အဓိကရဲ့အဓိပ္ပာယ်ကတော့ ရက်ဝဲခရီးတွေထွက်ကြတတ်တယ်နိုင်ငံခြားခရီးတွေအထူးအဆင်ပြေအောင်မြင်တတ်တယ်နော်အဲ့တော့မိမိအနေနဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာဘလူးသားအနေနဲ့ဟာအခက်အခဲတွေဘလောက်ပဲများများအောင်ပွဲခံနိုင်မယ်စိတ်ချမ်းသာစရာတွေတွေ့ရမယ်တည်ငောင်းတွေကြားရမယ်ဆိုတဲ့အထိပ်ပဲဖြစ်ပါတယ် အဲ့ဒီအချိန်ကာလမှာဘလူးသားပြည်နေကကိုပြစ်ချင်တဲ့ကိစ္စကိုလုံချင်တဲ့ကိစ္စတွေရေရွုံးဆောင်ရဆောင်ရမှာဖြစ်ပါတယ်အလုပ်ပြောင်းချင်တာလားအလုပ်ထွက်ချင်တာလားလုပ်ငန်းအစ်လုပ်ချင်တာလားကိုလုံချင်တဲ့မိမိလုပ်ချင်တဲ့ကိစ္စကိုရေရဲတင်းတင်းရေရွုံးလောက်ကန်ဆောင်ရမယ်ဆိုရင်အထူးအဆင်ပြေအောင်နေပါလိမ့်မယ်ကျွန်တော်မိတ်ဆွေဘလူးသားကြီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဘေးပရာတွေဝေးကွာကြပါစေ အဲ့တော့6လပိုင်းဆိုတဲ့ကာလမှာဇာတာဝိသားသူတွေကြာလာတဲ့တေရောနမိတ်ကတော့ခွက်ဖလား6လုံးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ခွက်ဖလား6လုံးနဲ့မှာပန်းပွင့်လေးတွေပွင့်တယ်ပေါ့နော်ပန်းပွင့်လေးတွေပွင့်နေတဲ့ခွက်ဖလား6လုံးနော်ဒီမှာကောင်လေးတစ်ယောက်ကကောင်မလေးတစ်ယောက်ကိုလက်ဆောင်ပေးနေတဲ့ပုံပေါ့နော်အမျိုးသားတူကအမျိုးသမီးတူကိုလက်ဆောင်ပေးနေပုံအဲ့ဇာတာဝိသားသမီးတွေနဲ့ဒီကဲ့ရဲ့အဓိပ္ပာယ်ကတော့သူ့ရဲ့ဒီကဲ့ရဲ့အဓိပ္ပာယ်ကွာ ကိုအရာရာကိုကိုယ့်ရဲ့ကိစ္စတော်မရအောင်ကိုယ့်ရဲ့ဒီစီးပွားရေးလူမှုရေးနော်ကိုယ့်ရဲ့ဒီပြဿနာတွေပြန်လဲသုံးသပ်နိုင်ခြင်းဆိုတာပေါ့ကိုယ့်ရဲ့ကိုလုံနေတဲ့ကိစ္စတွေကိုယ့်ရဲ့စီးပွားရေးတွေနော်ကိုယ့်ကိုပြန်လဲသုံးသပ်နိုင်ခြင်းအတိတ်ကဖြစ်ရတွေကိုအတုံးပြပြီးတော့အတိတ်ကကြုံဝဲကြုံတွေ့ခဲ့တဲ့အဖြစ်ရတွေသင်္ကန်းလာယူပြီးတော့မိမိအနေနဲ့ရှေ့ကိုအခွင့်အရေးကောင်းအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာမယ်ဆိုတဲ့အထိတ်ပဲဖြစ်ပါတယ်အဲ့တော့အတွေ့အကြုံဟောင်းတွေကို အတွေ့အကြုံတွေကိုအဟောင်းတွေပြန်လဲပြီးတော့အသုံးချရမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့ main hall ဆွေဟောင်းတွေနဲ့တွေ့ဆုံခြင်းเนาะအဲ့တော့စနစ်တကျဖွံ့ဖြိုးတိုးတက်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုဆောင်းပါတယ်အဲ့တော့အပြစ်ကင်းစင်ခြင်းဖြူစင်ခြင်းเนาะအပြန်အလှန်နားလည်မှုရှိခြင်း နော်အဲ့တော့တရင်ကောင်းပြရရှိခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အပြန်လန်သားလည်းမူရရှိဆိုတာအခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာမေတ္တာရေးကိစ္စတွေမှာအင်မတန်ကောင်းတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့နားလည်မှုတွေရရှိလာမယ်ကာလတန်ကြာအဆင်မပြေဖြစ်နေတဲ့အခြေရေးကိစ္စပဲဖြစ်အိမ်တော်ရေးကိစ္စတွေဆိုရင်လည်းပြန်လည်အဆင်ပြေလာနိုင်တယ်အဲ့တော့ဆက်တူရှယ်ယာလုပ်ငန်းတွေနော်ဆက်တူဆက်ပတ်လုပ်ငန်းတွေနေနေရတယ်အကျိုးကျေးဇူးတွေရရှိမယ်အကြတာဝိဒါသမီးနေတဲ့ဒီ6လပိုင်းဆိုတဲ့ကာလမှာမေတ္တာရေးကိစ္စတွေထူးထူးခြားခြားကောင်းမွန်လာမှာဖြစ်ပါတယ် ဲ့တော့ဒီချိန်ကာလမှာအခြေရင်းနဲ့ပတ်သက်တဲ့အိမ်တော်ရင်းနဲ့ပတ်သက်ရင်လေကိုယ့်ရဲ့ဒီငယ်ချင်းဟောင်းတွေပိုင်းနဲ့ပြန်လဲတွေ့တတ်တယ်ပြန်လဲစုံစည်းတတ်တယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့လက်ဆောင်တွေရတတ်တယ်ရွှေရည်ပစ္စည်းတို့ငွေတို့နောက်ဘိုးတန်ပစ္စည်းတို့လက်ဆောင်ပစ္စည်းတွေရတတ်တယ်အဲ့တော့ဆွေမျိုးညီကောင်မောင်နှမတွေတရားနဲ့ကိုယ့်ကိုကိုကြီးလာလို့ရတယ်။ကိုကြီးထားပါကောင်းနေလေ။ရရှိနိုင်ပါတယ်။အလုံးနေရအိမ်နေရအပြောင်းရွှေ့တွေပေါ်ပေါက်တက်တယ်။ နော်အိမ်ပြင်ရတာအိမ်ဆောက်ရတာမျိုးတွေကြုံတွေ့ရတယ်ဆိုင်ကအစ်စ်ဖွင့်ရတာမျိုးတွေဆိုင်ပြင်ရတာမျိုးတွေဆိုင်တိုးချဲ့ရတာမျိုးတွေကြုံတွေ့ရတယ်အမှားအပရေးရတဲ့ပတ်သက်တဲ့ကိစ္စတွေအမှုပညာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးထူးခြားခြားအဆင်ပြေအောင်မြင်လာဖို့ရှိပါပဲအဲ့ကျွန်တော်မိတ်ဆွေစတာဘေးသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအဲ့တော့ဒီတောက်ကြသားသမီးတွေအတွက်ဒီ6လပိုင်းဆိုတဲ့ကာလအတွက်ကာလမှာကြာလာမဲ့ ကြုံတွေ့လာမဲ့ကန်စတာအဆိုးကောင်းတွေပဲကြလာတဲ့တေရော့နမိတ်ကတော့ထုံချောင်းသုံးချောင်းဆိုတဲ့တေရော့ကက်ဖြစ်ပါတယ်။တောက်ကြတာ။အဲဒုတိယကအဝေးကိုမျောကြည့်နေတယ်ပုံပေါ်နော်။ထုံချောင်းသုံးချောင်းရဲ့ကြားမှာထုံချောင်းတစ်ချောင်းကိုကန်ပြီးတော့နော်။အဝေးကိုမျောကြည့်နေတယ်။ရှေ့မှာလဲရွက်လေတွေရွက်သင်းမောတွေနဲ့ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတယ်ပုံ။တောင်ပေါင်းတစ်ခုပေါ်မှာတက်ပြီးနော်။ပင်လယ်ပြင်ကြီးကိုမျောကြည့်နေတယ်ပုံဖြစ်ပါတယ်။အဲဒီကက်ရဲ့အဓိပ္ပာယ်ကတော့ဒီတောက်တောက်ကြတာမျိုးပဲကြားလာတဲ့နမိတ်ပုံနော်။ဒီကက်ရဲ့အဓိပ္ပာယ်ကအမျောမြင် ြီးမားခြင်းဆိုတဲ့ပုံเนาะအမြော်မြင်ကြီးမားခြင်းနောက်ချက်တွင်ခြင်းတိုးချဲ့ခြင်းเนาะအတ္တဆန်းတွေကို ရှာဖွေခြင်းလေ့လာခြင်းเนาะစူးစမ်းခြင်းစင်ရှင်သုံးသပ်မှုစွာရည်တွေတိုးတက်ခြင်းเนาะအဲ့တော့အတ္တဆန်းတွေကိုရှာဖွေတွေ့ရှိခြင်းဆိုတဲ့ပုံဖြစ်ပါတယ်အဲ့တော့အချိန်ဆက်တွေเนาะစတုရှယ်ယာလုပ်ငန်းတွေပေါ်ပေါက်လာတတ်တယ်เนาะလမ်းတစ်ထွင်ပြီးတော့လမ်းတစ်ကိုရှာဖွေလမ်းတစ်ကိုထွင်ပြီးတော့လုပ်ငန်းတွေတိုးတက်အောင်မြင်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ်အဲ့တော့ခရီးအစ်စ်တွေ ပေါ်ပေါက်လာတတ်တယ်နော်အမ်နေပယ်အစ်စ်ပေါ့နော်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းနေပယ်အစ်စ်တွေပေါ်ပေါက်လာတတ်တယ်စီးပွားရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှလည်းနေပယ်အစ်စ်တွေပေါ်ပေါက်လာတတ်တယ်နော်နိုင်ငံခြားခရီးဝေးကိစ္စတွေပေါ်ပေါက်လာတတ်တယ်အထူးအဆင်ပြေမယ်အဲ့တော့ခရီးတွေထွက်ကားတတ်တယ်နော်အဲ့တော့ဒီကအတိတ်ပဲကတော့ကိုယ့်ရဲ့လုပ်ငန်းတွေပို့ပြီးတော့တိုးချဲ့လို့ရတယ်ဆိုတော့နမိတ်ပုံဖြစ်ပါတယ်နော်ကိုယ့်ရဲ့လုပ်ငန်းတွေ ဟို6လပိုင်းဆိုတဲ့ကာလမှာတောက်ကြသားကြီးနေနေရလဲလုပ်ငန်းကြီးတွေကိုပြုလုပ်ရတဲ့နိုင်ငံသားခင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ်ပေါက်တဲ့တယ်ဒီကြောင့်ခင်းတွေသွားရတဲ့အစာဦးအစ်အိုးအိမ်အစ်တွေကိုပိုင်ဆိုင်ရတဲ့အရောင်းအဝယ်ကိစ္စတွေမှာအထူးအဆင်ပြေအောင်မြင်မယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်အဲ့တော့ဆွေမျိုးထဲမှာမင်္ဂလာဆောင်ကိစ္စတွေအလူတိုင်းကိစ္စတွေပေါ်ပေါက်လာတဲ့တယ်ကိုယ့်ရဲ့ဆွေမျိုးညီကောင်မောင်နှမတွေထဲမှာနောက်ရဝေးရနေဧည့်သည်တွေရောက်လာတတ်ပါတယ်အဲ့တော့စာချုပ်စာတမ်းတွေပြုလုပ်ရတတ်ပါတယ် ဲ့တော့ငယ်ရွယ်သူတွေအနေနဲ့ကလည်းအချင်းရေးကိစ္စတွေမိတ္တာရေးကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်မယ်နမိတ်မျိုးဖြစ်ပါတယ်ဒီကဲ့ရဲ့အတိတ်တွေကလည်းကောင်းမွန်တဲ့ကတ်ထဲမှာပါပါတယ်တောက်ကြသားသမီးတွေအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းတွေကိုတိုးချဲ့မယ်ချက်တွင်မယ်ဆိုရင်တောက်ကြသားသမီးတွေဒီ6လပိုင်းဆိုတဲ့ကာလအချိန်ကောင်းအခါကောင်းဖြစ်ပါလိမ့်မယ်အဲ့တော့လုပ်ငန်းတွေတိုးချဲ့ရတာမျိုးတွေနော်စူးစမ်းရှာဖွေခြင်းပညာရဲ့အသစ်တွေတင်ကြားခြင်း နော်ခရီးတွေထွက်ကားခြင်းဆိုတဲ့အထိပ်ပဲဖြစ်ပါတယ်။အဲကျွန်တော်မိတ်ဆွေတောက်ကြသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်အဲတော့စနေသားသမီးတွေအတွက်ဒီ၆လပိုင်းဆိုတဲ့ကာလမှာဖြစ်ပေါ်လာမဲ့ကန်ဆာတာအဆိုးကောင်းတွေကျွန်တော်တွေနဲ့ဒိဋ္ဌံပြီးတဲတော့ဆွဲတဲ့ခါမှာစနေသားသမီးတွေကြာလာတဲ့ကကတော့ထုတ်သူရဲကောင်းဆိုတဲ့ပုံပေါ့နော်။အဲသူရဲကောင်းတဲ့ရောက်မှာမြင်းကိုကစုံပေါက်ပြီးတော့တစ်ဖက်ကိုခုံကူးတော့ပဲပုံပေါ့နော်။ဒုံချောင်းချောင်းကင်ထားတယ်။ အကောင်းမှာကို ချောက်ဝတန်ဆောင်မှာမီးတောက်မီးလျံအသွင်ဆောင်နဲ့ချောက်ဝတန်ဆောင်ဝှက်ထားတယ်နော်အဲ့ဒီကဲအတိတ်ပဲကတော့ကူပြောင်းခြင်းနော်အလုံးပြောင်းနေရာပြောင်းနေပေါ်ပေါက်တက်တယ်ဆိုတဲ့အတိတ်ပဲဖြစ်တယ်တနည်းအားဖြင့်တနည်းအားရွှေ့ပြောင်းခြင်းနောက်စနေသားသူတွေဒီ6လပိုင်းဆိုတဲ့ကာလမှာစိတ်တူစရာတွေဒေါသထွက်စရာတွေပေါ်ပေါက်လာတတ်တယ်နော်ကိုယ်သူများနေပြီးတော့အစိုက်တူအောင်ဒေါသထွက်လာအောင်လာဆွတာမျိုးတွေလည်းကြုံတွေ့ရတတ်တယ်မကောင်းပြောခံရတာမျိုးတွေလည်းကြုံတွေ့ရတတ်တယ် ီချိန်ကာလမှာစနေသားသမီးတွေနဲ့စိတ်လိုက်မှန်ပါမလုပ်မိဖို့အရေးကြီးတယ်မိမိရဲ့ဒေါသကိုထိန်းသိမ်းနိုင်ပို့ပြီးတော့အဆင်ပြေမယ်ကိုအောင်မြင်လာနိုင်မယ်စိတ်တူစရာတွေဒေါသထွက်စရာတွေပေါ်ပေါက်လာတတ်တယ်အဲ့တော့စိတ်မြန်လက်မြန်နဲ့ဆောင်ရွက်မိတတ်တယ်ဒီ6လပိုင်းဆိုတဲ့ကာလမှာအဲ့လိုပဲစိတ်တူစရာစိတ်ရှုပ်စရာတွေပေါ်ပေါက်လာတတ်တယ်စိတ်ရှုပ်စရာတွေနော်အဲ့တော့ဒီကာလမျိုးမှာအပြောင်းရွှေ့နဲ့ပတ်သက်တဲ့ကိစ္စတွေလူလူကြီးကြီးပေါ်ပေါက်လာတတ်တယ်ဒီကမ္ဘာအလုံးပြောင်းလာတွေ ိမ်ပြောင်းနေရာပြောင်းတာမျိုးတွေဘောဘောလာတက်တဲ့အိမ်ရာပြောင်းတာမျိုးဟာစနော်ကိုအိမ်ရာနေရာထိုင်ခင်းနေပြောင်းရွှေ့ရတာမျိုးတွေဟာစကြုံတွေ့ရတဲ့အဲ့တော့နိုင်ငံခြားခရီးတွေခရီးဝဲကိစ္စတွေပေါ်ပေါက်တက်တယ်နိုင်ငံခြားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုမှကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်နေတတ်ပါတယ်အဲ့တော့တောင်ကုန်းတောင်တန်းတွေရှိတဲ့ဘက်ကိုခရီးထွက်ကြတတ်တယ်ခရီးသွားတတ်တယ်နော်အဲ့တော့အပြိုင်ဆိုင်အနောက်ချက်တိုက်ခိုက်တွေတော့များနိုင်တယ် အဲ့အပြိုင်ဆိုင်နောက်ရှက်တိုက်ခိုက်တွေကိုမိမိနေနဲ့အဲ့အခက်ခဲတွေကိုကြော်လွားပြီးတော့အောင်မြင်ပါလိမ့်မယ်တို့တော့မိမိရဲ့ဒေါသကိုထဲရမယ်မိမိရဲ့စိတ်မြန်လက်မြန်နဲ့မပြုတ်လို့မိဖို့အရေးကြီးပါတယ်ဒီချိန်ခါမျိုးမှာအဲ့တော့ဒီချိန်ခါမျိုးမှာစက်တွေတွေ့မှုတွေเนาะအသက်ဆန်းပြုတ်လို့တဲ့ကိစ္စတွေမှာလည်းအထူးအဆင်ပြေအောင်မြင်နိုင်ပါတယ်အဲ့တော့ဒီချိန်ခါမျိုးမှာစနေသားသမီးတွေအနေနဲ့ဟာ နုပ်ပြောင်းတာမျိုးတွေအပြောင်းရွှေ့တွေထူးထူးခြားပေါ်ပေါက်လာတဲ့အိယာပြောင်းရွှေ့တွေเนาะအဲ့တော့ကောင်းသောပြောင်းရွှေ့ခြင်းကောင်းသောပြောင်းလဲခြင်းတွေဖြစ်မယ်เนาะရှေ့ကိုကိုယ်ကစူးစမ်းအားထုတ်မှုကနေပြီးတော့အောင်မြင်မှုတွေရရှိလာမယ်ဆိုတဲ့နိမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ကိုယ်အနေနဲ့မစုံမနစ်တော့ဇွဲလုံးလာဝိရိယနဲ့စူးစမ်းမယ်ဆိုရင်အောင်မြင်လာမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေစနေသားလေးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ